င်္ဂလာပါရှင်တမကဒဇင်ပါဒီနေ့မေလ15ရက်နေ့အတွက် People's Spain ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပါကစ္စတန်နဲ့စစ်ရေးပြိပကမှာအိန္ဒိယဘက်ကအသာရခဲ့တယ်လို့ New York Times ကဖော်ပြတဲ့အကြောင်းနိုင်ငံရေးပါတီအားလုံးဖြတ်သိမ်းဖို့အာနာသိမ်းမာလီဆက်ဆိုးရထုတ်ပြန်တဲ့သတင်း။ Iran Nuclear ထိန်းချုပ်ရေးသဘောတူညီမှုရလုနေပါဖြစ်နေပြီလို့ Trump ပြောတဲ့အကြောင်းဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။လေရကြာစစ်ရေးပြိပခတော်အတွင်းမှာအိန္ဒိယဟာပါကစ္စတန်ဘက်ကစစ်ရေးပြတ်မှတ်တွေကို ပိုပြီးထိုးနှက်တိုက်ခိုက်လာနိုင်ခဲ့တယ်လို့ယုံကြည်ရကြောင်းဂျိုဒူဓာတ်ပုံမှတ်တမ်းတွေကိုလေ့လာပြီးညူရော့ထိုင်းသတင်းဌာနကဖော်ပြခဲ့ပါတယ်။အာရှတောင်ပိုင်းကနျူကလ িয়ার လက်နက်ပိုင်အိန္ဒိယနိုင်ငံသားမှာမေလ9ရက်ကနေ10ရက်နေ့အထိဆေးရပဋိပက္ခတစ်ခုဖြစ်ပွားပြီးရနောက်အမေရိကန်ရဲ့ဂျာဝင်ညိုင်းပေးမှုနဲ့အတူအပြက်ခတ်ရက်စဲသွားခဲ့ပါတယ်။ကက်ရှမီးယားဒေသတွေကအိန္ဒိယထိန်းချုပ်ထားရနေမည်တစ်ခုမှာလူ26ယောက်သေဆုံးခဲ့တဲ့အကြမ်းဖက်ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးရနောက်မှာအိန္ဒိယဟာစင်ဒူးစစ်စင်ရေးကိုဆင်နွှဲပြီး ကက်ရှမီးယားရဲ့ပါကစ္စတန်ထိန်းချုပ်ထားရာအပိုင်းနဲ့ပါကစ္စတန်ပိုင်နက်တဲကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အဲဒီနောက်နှစ်ဖက်ကြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ပြီးစုစုပေါင်းအသေးအပြောက်တရားဝန်းကျင်ရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီစစ်ရေးပြည်ပကအတွင်းနှစ်ဖက်စလုံးကအောင်ပွဲတွေရခဲ့တယ်လို့အပြိုင်အဆိုင်ကြေညာခဲ့ပေမဲ့လက်တွေ့ထိခိုက်မှုအခြေအနေတွေကတော့အဲဒီစကားတွေနဲ့ရှင်ရင်အကန့်အသတ်တွေရှိနေတယ်လို့ New York Times ကဆိုပါတယ်။စစ်ရေးပြည်ပကတွေမဖြစ်ခင်နဲ့ဖြစ်ပေါ်ပြီးအခြေအနေတွေကိုနှိုင်းယှဉ်ကြည့်တဲ့အခါမှာ ပါကစ္စတန်ဘက်ကစစ်ရေးအဆောက်အုံတွေဖျက်ဆီးမှုတိတိတသာပုံများနေလို့သိရပါတယ်။ဒရုန်းတွေဒုံးကျည်တွေခင်မီတိုက်လေယာဉ်တွေနဲ့အပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြတာဟာရာစုနှစ်တဝက်လောက်ကာလအတွင်းမှာနှစ်နိုင်ငံကြားစစ်ရေးဇက်ကအများဆုံးအကုန်ချခံစစ်ကင်းမှုလည်းဖြစ်ခဲ့ကြောင်းညူရော့ထိုင်းကမှတ်ချက်ပြုခဲ့ပါတယ်။အိန္ဒိယရဲ့တိုက်ခိုက်မှုတွေဟာကျယ်ပြန့်တဲ့ area တွေကိုဖြန့်ကျက်လွှမ်းမိုးထားပေမဲ့ဖျက်ဆီးအားကတော့သတင်းတွေထုတ်ပြန်နေတလို့ကြီးမားခဲ့တာမဟုတ်ဘူးလို့ညူရော့ထိုင်းကဆိုပါတယ်။နောက်ပြီးနှစ်ဖက်စလုံးကအသုံးပြုခဲ့တဲ့ဆက်လက်နက်တွေဟာ ပြစ်မှတ်ကိုတိတိကျကျချိန်မုံနိုင်တဲ့တနည်းအားဖြင့်ဘေးထွက်ထိခိုက်မှုနည်းပါးတဲ့အမျိုးအစားတွေလို့ယူဆရကြောင်း New York Times ကအောက်ချက်ချထားပါတယ်။ချုပ်မိကြည့်ရင်တော့အိန္ဒိယဟာပါကစ္စတန်အပေါ်ရလက်ပိုင်းရာအသာရခဲ့တယ်လို့ဆိုနိုင်ပြီးစစ်စခန်းတွေလေရင်ကွင်းတွေကိုပုံမိုပြစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ကြောင်းအထူးသဖြင့်နှစ်ဖက်ကြားကစစ်ရေးပဋိပက္ခဟာအကဲဆန်းကြရုံအဆင့်ကနေမြ мян ဆန်ဆန်မြင့်တက်သွားခဲ့ပြီးနိုင်ငံအလိုက်ကာကွယ်ရေးစွမ်းရည်အရင်းမြစ်တွေကိုပုံအောင်ထုတ်သုံးကြတဲ့အခါမှာ အိန္ဒိယရဲ့အာသာချက်ကတည်တာခဲ့ကြောင်းညူရော့ပ်တိုင်းကသုံးသပ်ထားပါတယ်။တစ်ဖက်မှာတော့ပါကစ္စတန်ကအိန္ဒိယရဲ့ဦးဟန်ပူရလေတက်စကန်ကိုတိုက်ခိုက်ပြန်စီနိုင်ခဲ့ကြောင်းထုတ်ပြန်ပေမဲ့ဂျိုရုထပ်ပုံတွေအရာတည်တာထင်ရှားတဲ့ဗာဒီကိုင်းမှုမှရှိမနေခဲ့ကြောင်းလည်းညူရော့ပ်တိုင်းကဖော်ပြခဲ့ပါတယ်ရှင်။အတရေခံဒီမိုကရေစီအင်အားစုတွေပေါ်ဖိနှိပ်ချိုးနှိမ်နေတဲ့နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ်မာလီအာနာသိန်းစစ်ဆိုရဟာနိုင်ငံရေးပါတီအားလုံးကိုဖျက်သိမ်းဖို့အမိန့်ထုတ်ခဲ့ပါဗါးမာလီရဲ့အချုပ်အခြာအာနာပိုင်းနဲ့တဲမှာရှိနေသမျှနိုင်ငံရေးပါတီတွေ ိုင်ငံရေးနဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းတွေအားလုံးကိုဖျက်သိမ်းပြစ်ရမယ်လို့စစ်အစိုးရကတမရအမိတ်ရက်ကိုနိုင်ငံပိုင်ရုံးမြင့်တန်ကြားကနေတစင်ထုတ်ပြန်ခဲ့တာပါဒါဟာ2021ခုနှစ်တုန်းကအာနာသိမ်းခဲ့တဲ့မာလီစစ်တပ်အကြီးအကဲ SM Guinda အနေနဲ့ရွေးကောက်ပွဲတွေကျင်းပပေးမယ်ဆိုတဲ့ကတိကိုဖောက်ဖျက်ပြီးနောက်ထပ်အနည်းဆုံး9နဲ့အာနာဆက်ထိန်းထားမယ်ဆိုတဲ့အထိပ္ပယ်လည်းဖြစ်ပါတယ်နိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင်တောင်းဆိုနေတဲ့နိုင်ငံရေးပါတီတွေကတော့အခုအမေကိုတေချာပေါက်ဆန်းကျင်ကြွယ်ရှိပါတယ် အာနာသိမ်းမလီစစ်တပ်ဟာပြီးခဲ့တဲ့နှစ်ကစလို့နိုင်ငံရေးလှုပ်ရှားမှုတွေကိုပြစ်မှတ်ထားဖိနှိပ်ဖြိုခွင်းတာတွေကိုထင်သာမြင်သာအရှိန်မြင့်တင်လာခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကဒီမိုကရေစီအရေးဆန္ဒပြပွဲတစ်ခုမှာကိုကိုကိုရဲရရှိတွေလို့ပြောတဲ့လက်နက်ကိုင်တွေကအတိုက်အခံခေါင်းဆောင်တွေဦးကိုဖမ်းဆီးသွားခဲ့ပါတယ်။စစ်တပ်အာဏာပိုင်တွေကတော့အဲ့ဒီကိစ္စပေါ်ဗာမတ်ချမ်းမှမပေးသေးပါဘူး။ပြီးခဲ့တဲ့လတုန်းကစစ်တပ်ကဥဆောင်ကျင်းပပြီးဒီမိုကရေစီအင်အားစုတွေကစန့်ကျင်တဲ့အမျိုးသားညီလာခံမှာတော့လက်ရှိစစ်ခေါင်းဆောင်ကွိုင်တာကို 2030အထိသမရရာထူးအနှင်းထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီကိစ္စကိုနိုင်ငံရေးပါတီတွေနဲ့လူအခွင့်ရေးဖွဲ့စည်းတွေကအပြင်းထန်ရှုတ်ချခဲ့တာပါ။မာလီစစ်တပ်ဟာမူလတုန်းက2022ခုနှစ်ဖေဖော်ဝါရီလမှာရွေးကောက်ပွဲကျင်းပပေးမယ်လို့ကြေညာထားပေမဲ့လက်တွေ့မှာကတိမတည်တဲ့အပြင်နိုင်ငံရေးပါတီတွေကိုပါဖျက်သိမ်းလာစေတာဖြစ်ပါတယ်။အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့မာလီဟာနှစ်နှစ်ဆက်တိုင်ဆရာနာသိမ်းမှုကိုကြုံတွေ့ခဲ့ရတာပါ။2020ပြည့်နှစ်ဆရာနာသိမ်းမှုအပြီးမှာ စစ်တပ်အရာရှိတဦးဖြစ်တဲ့ဘာအန်ဒေါ်ကိုယာယီသမရဖြစ်ကျင်းညာပြီးဂွိုင်ဒါကဒုတိယသမရဖြစ်ခဲ့ပါတယ်။2021မှာတော့ဂွိုင်ဒါကအန်ဒေါ်ကိုဖြုတ်ချပြီးထက်စစ်အာဏာသိမ်းခဲ့တာဖြစ်ပါတယ်ရှင်။အီရန်နျူကလ িয়ার ထိန်းချုပ်ရေးတဘောတူညီချက်ရရှိဖို့အရန်နှိစက်လာပြီးဖြစ်တယ်လို့အမေရိကန်သမရဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ဆွေးနွေးနေတဲ့အကြောင်းအရာတော်တော်များများနဲ့ပတ်သက်လို့အီရန်အစိုးရဘက်ကသဘောတူညီတဲ့အရေးအယောင်တွေပြသထားကြောင်းထရန့်ကမေလ15ရက်နေ့မှာမှတ်ချက်ပေးခဲ့ပါတယ်။ အီရန်နဲ့ရေရှည်ငင်းငင်းကြမ်းကြမ်းနေထိုင်သွားဖို့အတွက်အမေရိကန်ကအလေးနက်ဆွေးနွေးနေတယ်လို့ထရန့်ကဆိုပါတယ်။ညှိနှိုင်းမှုတွေမှာအရင်အရေးကြီးတဲ့ရွေးစရာခြေလှမ်းတစ်ခုရှိပြီးတစ်ခုကအင်မတန်ကောင်းမွန်တဲ့ခြေလှမ်းဖြစ်ပြီးနောက်တစ်ခုကအကြမ်းဖက်တဲ့ခြေလှမ်းဖြစ်ကြောင်းဒါပေမဲ့သူကဒုတိယနီးကိုမတုံးချင်ကြောင်းထရန့်ကပြောပါတယ်။ဒါပေမဲ့အဲ့ဒီလိုရွေးချယ်စရာမလိုတော့အောင်အခြေအနေတွေကနီးစပ်တိုးတက်နေရလို့လည်းထရန့်ကပြောပါတယ်။နှစ်ဖက်ညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီးအီရန်ဘက်ကသတင်းရင်းမြစ်တူကတော့ ဆွေးနွေးမှုတွေမှာအမြင်ကွာရတဲ့အပိုင်းတွေရှိနေသေးလို့ဒါမှတ်ချက်ပေးထားခဲ့ပါတယ်။အီရန်နဲ့အမေရိကန်ကြားကအီရန်နျူကလ িয়ার သဘောတူညီမှုရရှိဖို့နှိစက်တယ်ဆိုတဲ့သတင်းကြောင့်ရေနံစေးကအကြဘက်ကိုဦးတည်လာခဲ့ပါတယ်။အီရန်နဲ့အမေရိကန်တို့ဟာအီရန်နျူကလ িয়ার ထိန်းချုပ်ရေးကဏ္ဍနဲ့ပတ်သက်ပြီးကိုယ်စားလှယ်တွေဆေးလို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကအိုမန်မှာဆွေးနွေးမှုတွေပြီးခဲ့တဲ့နောက်အခြေအနေတွေတိုးတက်လာခဲ့ပြီးနောက်ဆက်တွဲတွဲဆုံမှုတွေအတွက်စီစဉ်ထားကြောင်းလည်းနှစ်ဖက်စလုံးကပြောပါတယ်။အီရန်ကနျူကလ িয়ার နည်းပညာကိုစွမ်းအင်ကဏ္ဍအတွက်ပဲ ငင်းငင်းချာချာအသုံးပြုဖို့ရည်ရွယ်ထားတယ်လို့ပြောပေမဲ့အမေရိကန်နဲ့အစ္စရေးတို့ကတော့အီရန်ကလက်နက်တွေထုတ်လုပ်ဖို့စဉ်းစားနေတယ်လို့ဆွဆွဲထားပါတယ်။2015ခုနှစ်တုန်းကအမေရိကန်သမ္မတဘာရက်အိုဘားမားဦးဆောင်ပြီးကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာအီရန်နဲ့နျူကလ ියر ထိန်းချုပ်ရေးသဘောတူညီမှုတခုရယူနိုင်ခဲ့ဘူးပေမဲ့ထရန့်ကသူ့ရဲ့ပထမသမ္မတတက်တန်းအတွင်းမှာအဲ့ဒီသဘောတူညီမှုကနေနှုတ်ထွက်ခဲ့ပါတယ်။လက်ရှိဆွေးနွေးမှုတွေနဲ့ပတ်သက်လို့တော့အီရန်အနာပိုင်းတွေကနိုင်ငံအပေါ်အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကနေလွတ်မြောက်နိုင်ဖို့အတွက် ထရန့်ရဲ့အစိုးရနဲ့သဘောတူညီမှုတစ်ခုရရှိဖို့လိုလားကြောင်းအရေးအမှတ်ပြောကြားထားပါတယ်ရှင်။ People's Win ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်။